ျောက်တရာလမ်းမတော်နဲ့သင်္ကန်းကျုံမြို့နယ်တွေကတိုက်ခန်းဆောက်လုပ်မှုတွေမှာပြန်ငွေသိမ်းပေါင်းများစွာကိုလိမ်လည်ခဲ့တဲ့ဆိုတဲ့ဆွဆွဲမှုတွေနဲ့မှုရင်ဆိုင်နေရတဲ့ Fatherland ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်ကိုရီပိုင်ရှင်ကဆွဲဆိုထားတဲ့အမှုဧပြီ၈ရက်နေ့ကဒုတိယကြိမ်စစ်ဆေးခဲ့ပါတယ်။ဦးကျော်မြင့်ကိုပုံမှန်420နဲ့အများစုကတရားဆွဲဆိုထားတာဖြစ်ပြီးဗုဒ္ဓထောင်တရားရုံးမှာ420အပြင်ပုံမှန်406ဒါသာတရားရုံးမှာပုံမှန်420နဲ့လက်မှတ်ထုတ်ထုတ်မှုပုံမှန်486တွင်နဲ့ဆွဲဆိုထားတာဖြစ်ပါတယ်လို့ တရားလွတ်တော်အချင်းဒီဒေါ်စစ်စစ်ငင်းကပြောပါတယ်။ကုထီတော့ဆွဆွဲချက်တွေမတင်ရသေးပဲတဲလိုပြတက်သေးတွေစစ်စစ်ပြီးမှအမှုဆွဲတင်မဲ့ကဏ္ဍကလာမှာပါလို့ဆိုပါတယ်။ကျွန်တော်တို့ကြားသလောက်ကတော့အခု420ပုတ်တက်နေပဲဆွဲထားတယ်လို့ကြားတယ်။ဘိုးတထောင်မှာတော့ ပါတယ်လို့ပြောတယ်အခုဒီမှာကဆော်ဝဲဆက်တန်းဟိုလက်မှတ်ထိုးတာကိုအတုရေရှင်းရလက်မှတ်ပြန်ထိုးလိုက်တယ်ရေ68ပါလာလုံးချင်းရဒီလိုပဲဟိုဆက်ရက်တစ်ချိန်တစ်ပတ်တစ်ချိန်ရုံးချင်းရချိတ်ခင်တော့မှာချိတ်ဆိုမစ်တဲ့တည်းလို့စစ်မယ်စစ်ပြီးတာနဲ့နောက်ကတရလူပြတ်တက်တည်တွေကစတိုက်တာမှာစတိုက်တော့မှာတရလူဖြစ်တဲ့မြေပိုင်ရှင်ဦးစိုးမင်းထက်ကိုဒီရုံးချင်းမှာစစ်စစ်ခဲ့ပြီးနောက်ထပ်ရုံးချင်းမှာတော့ဦးစိုးမင်းထက်ကိုစစ်ပြီးမှတရလူပြတက်တည်တွေစတိုက်စစ်မှာဖြစ်တဲ့အကြောင်း ဧပြီ24ရက်ကိုရုံချင်းပေးထားပြီးရေရှည်နဲ့ဖြစ်တဲ့အမှုကအနည်းဆုံး3လလောက်တော့ကြာမှာပါလို့ပြောပါတယ်။ကြောက်တရားမျိုးနဲ့ပန်ဆိုရန်လမ်းပေါ်ကအမှတ်181မြေဆောင်189မြေကွက်ပေါ်မှာဖာသာလန်ကုမ္ပဏီကအခန်း48ခန်းပါမဲ့12ထပ်ခွဲတိုက်ကိုဆောက်လုပ်ဖို့သဘောတူထားပေမဲ့သဘောတူညီချက်တွေကိုဥပျော်မြင့်ဖက်ကချိုးဖောက်ပြီးရေပန်ရှင်ရဲ့ဇနီးဒေါခင်စောကြီးရဲ့လက်မှတ်တူကိုထိုးခဲ့တဲ့အမှုနဲ့ဒါတာယုံမှစစ်ဆေးနေတာဖြစ်ပါတယ်။ဒီမြေကွက်ပေါ်မှာဆောက်လုပ်မဲ့အခန်းတွေကို ဝယ်ယူထားတဲ့သူတွေထဲကတယောက်ဖြစ်တဲ့ဦးမြင့်လင်းကမြေရှင်နဲ့ကုမ္ပဏီကိုယုံကြည်ပြီးသူတို့ငွေတွေပေးခဲ့တာမို့ခန်းဝယ်သူတွေမနစ်နာအောင်နှစ်ယောက်စလုံးကဖြည့်ရှင်းပေးရမယ်လို့ပြောပါတယ်ခုကြောင့်ရပိုင်းနဲ့အခန်း40ရဲ့လူတွေရဲ့ငွေတွေနဲ့စောက်တဲ့အတွက်ဒီဒီဥစ္စာကအခန်း40ရဲ့ဒီဝယ်ထားတဲ့လူတွေမနစ်နာအောင်ပေါ့နော်နှစ်ဦးနှစ်ဖက်ဆုံးကရှင်းပေးရမှာအမှန်တရား။ဘာကြောင့်လဲဆိုရင်ဒီမြေရှင်ကလည်းဟိုခုကြောင့်မြေကိုသူ ကြည်ကျင်ညာလက်တုံးကစာကျုံးနဲ့လှုပ်ထားတဲ့အတွက်ဥကြောင့်မြင်မှရင်သူမှားတကယ်သူပဲသူကလှုပ်ပြရမယ်ဥကြောင့်မြင်ကလည်းခုနပြောသလိုမြေချင်မှရင်သူမှားတကယ်သူပဲဒီဝယ်တဲ့သူတွေပေါ်မှာကိုကျင်းစာပြီးတော့သူလှုပ်ပြရမယ်ဟုတ်တယ်လားအခုတော့မဟုတ်ပဲနဲ့ဝယ်ထားတဲ့လူတွေကအဓိကဟိုဖေးဘလို့ဖြစ်နေလဲဆိုရင်နစ်နာမှုတွေအများကြီးဖြစ်နေ